မင်္ဂလာပါနော်ကျွန်တော်ရဲ့ဒေါ်တိုက်က channel ကိုနေ့ရက်တိုင်းမအားရကြနေအစီအမြဲကြည့်ရှုပြီးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်လို့တင်နေဒီနေ့ကျွန်တော်တင်ဆက်မဲ့ဗျူလီကတော့ကိုနောက်ငယ်နဲ့ကိုစီတို့ရဲ့ reaction မျိုးဖြစ်တဲ့သူကနားဆင်ကြရအောင်ကမနေ့ကတော့ငပောက်ကဘုံမိုက်ခဲနဲ့ကျွန်တော်နဲ့ကိုချိန်ချောက်ပြီးတော့ဗီဒီယိုဖိုင်တစ်ခုတင်တယ်အဲ့ဒါကတော့တူထိုင်းကိုပြန်လာအောင်မဲ့ငစီမင်းမကြတော့ဘူးဆိုပြီးတော့ချိန်ချောက်တာနော်အဲ့တော့မတ်တေရွှေသားငပောက်ချိန်ချောက်တဲ့ဟာကိုအခုဒီမှာပြည်သူတွေက ကိုတယောက်ကဘာပြောထားလဲကြည့်ပါလိုက်နော်ဒီလောက်ကိုရင်ပောက်ကိုတော့ထိုင်အောင်ပြန်လာမယ်နော်အဲလာခဲ့လာခဲ့နော်ထိုင်အောင်ပြန်လာခဲ့နော်ဘန်ကောက်မှာနော်ငါဘန်ကောက်မှာနေတယ်ကိုစီကိုသွားမရှာနဲ့ငါစီကိုအရင်လာရှာပြန်လာခဲ့ငါလည်းကတော့ရှင်နေတာအဲ့ဒီပောက်ကပကရုံပကရုံတို့လည်းမမနိုင်မချင်းနေတာပေါ့နော်တော်တော်တွေ့ချင်းနေတယ်ငါလည်းကတော့ချင်းတယ်အာအခုရနေပြီးတော့ငါဒီဝတ္ထုလေးကပ်ဖို့တန်းကရှာထားမှာပေါ့နော်နင်းနင်းလာလို့ချင်းကကတော့မလို့ အာဝတ်တုကတ်ဖို့ဆိုတာဒီဘက်ဆန်နဲ့တော့မဟုတ်ဘူးနော်ငါလက်ဦးဒီတလုံးဖြတ်ပြီးတော့အဲ့ဒီမှာထည့်ပြီးတော့နင်းကိုကတ်လိုက်မယ်နော်လီးနဲ့ကတော့မယ်လီးနဲ့လာခဲ့နော်ဒီမှာကတော့မလို့အာဝတ်တုကတ်ဖို့ဆိုတာဒီဘက်ဆန်နဲ့တော့မဟုတ်ဘူးနော်ငါလက်ဦးဒီတလုံးဖြတ်ပြီးတော့အဲ့ဒီမှာထည့်ပြီးတော့နင်းကိုကတ်လိုက်မယ်နော်လီးနဲ့ကတော့မယ်လီးနဲ့လာခဲ့နော်ဘန်ကောက်မြို့နဲ့မှာနေတဲ့အမေသာဘတ်မှာဘန်ကောက်မြို့မှာနေတယ်ကဲ ကြားတဲ့အတိုင်းပဲဟမ်မတ်တင်ရွှေတာငပောက်နော်ငပောက်မင်းကငါ့ကိုချိန်မောင်းနေလို့ရှိသေးတယ်ဟိုမှာဘန်ကောက်မှာမင်းကိုနော်ကတ်ချင်လို့တဲ့အစင်နဲ့ကတ်ဖို့စောင့်နေတဲ့သူကစောင့်နေပြီငပောက်ကြီးဘယ်လိုလုပ်မလဲနော်အဲ့တော့လက်ရှိမြန်မာပြည်မှာကလေဗျမှားတာမှန်တာရေတရားတာမတရားတာဆိုတဲ့အရာတွေကိုမကြည့်ကြတော့ကြောက်စရာကြီးမြန်မာပြည်ကတကယ်ဗုဒ္ဓဘာသာတိုင်းပြည်လို့လားပြောတာသူများဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းပြည်တွေမြန်မာပြည်ထက်အများကြီးငြိမ်းချမ်းနေတာအားလုံးတွေ့ အဲ့ဒါဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ဒလို့ဗုဒ္ဓဘာသာကိုနာမည်ခံပြီးတော့အတုအယောင်အောက်တန်းစားတွေများလို့ပဲဗုဒ္ဓဘာသာဆိုတာအင်မတန်တဘာဝတရားဆန်တဲ့ဘာသာတကူအင်မတန်ရိုးရှင်းတဲ့ဘာသာတကူအင်မတန်နူးညံ့တဲ့ဘာသာတကူအင်မတန်တိမ်မွေ့တဲ့ဘာသာတကူဒါပေမဲ့လက်ရှိအဲ့ဒီဗုဒ္ဓဘာသာဒီဖျားရဲ့အစိုးမတွေကိုထိမ့်သိမ်းဆောက်ရှောက်လက်ဆင့်ကမ်းပါမယ်ဆိုတာတန်ခါကိုခေါ်တာအဲ့တော့အဲ့ဒီတန်ခါတွေကတင်ငန်းချုပ်နေ ဲ့ဒီတင်ငန်းမြင်လိုက်တာနဲ့လူတို့ကလေးစားတယ်ပေးတတ်ကလေးစားတယ်တန်ဖိုးထားတယ်ဒါကိုလူရုပ်မာတွေကကောင်းကောင်းတိတော့အဲ့ဒီတန်ငါတွေခြုံတဲ့တင်ငန်းကိုခတ်တည်တည်နဲ့ကောက်ခြုံပြီးတော့ဘာလုပ်လဲတူတော်ကောင်းရအောင်စောင့်ပြီးတော့ရုပ်မာတဲ့အလုပ်တွေလုပ်ကြတယ်အဲ့ဒီထဲမှာတော့မတ်တင်ရွှေသားရွှေကြာငပေါက်အရှိဆုံးပါပဲနော်ငပေါက်ဟာပါရာဇီကလေးပါးလဲကြပြီးတော့ပါရာဇီကကြနေတဲ့ဒူတရားနည်းအောင်ကတ်မယ်ပြောလို့ရှိရင်နော် ဘဂရုံလာခဲ့နော်ဘန်ကောက်မြို့တဆယ်တန်းဖျားနာမှာငါလုံးလုံးနေတယ်လာခဲ့နော်မင်းတို့ငါတို့ဆိုင်မှာ ခွေးကျွေးတဲ့ခွေးစားတဲ့နင်းကိုကတ်မယ်ပြောလို့ရှိရင်ငါမင်းကိုလီးနဲ့ကတော့မယ်ဂျာငါလုံးမဘဂရုံနောက်ဆုံးဆဲဝါတာတော့အသက်ပဲနော် တငါမလက်ကခီးသွားနေငါတွေ့ရတွေ့ရချင်းမှာအဲ့နောက်ဆုံးကမင်းเจ้าငါပြောပြီးပြန်ပြတ်တယ်ဆိုတဲ့ဟာအဲကျိုးစာတော်သားတွေမှာတော့မင်းတို့စာတော်သားတွေ့နေတဲ့စာတော်သားအောင်တော်တွေမှာတော့ကြောက်လို့ပြန်ပြတ်တယ်လို့မင်းတို့ထင်နေတယ်ဗျအဲ့တော့ကောင်းပြီပေါ့ပထမဆုံးအဲ့เจ้าလေးငါရှင်းပြမယ်အဲ့တော့မင်းတို့အောက်တန်းသားတွေကငါကောက်လာတာနော်ငါမခေါင်မရှင်းပြနိုင်ဘူးအိုးမလုံးပြီးအုံပွင့်တာနော်ငါပြောတဲ့စကားထဲမှာမင်းတို့ကြောက်လို့ဖြတ်တာလေးဘာဖြတ်တာလေးဘာမှမပါဘူး ရှင်းရှင်းလေးပဲမင်းငါဗီဒီယိုဖိုင်တွေကိုငါ့ကိုတင်ပြီးတော့မင်းတို့မပြောဘူးလားငါမေးတာပြင်ပြောတယ်နော်ပြောတယ်ဆိုရင်မင်းပြန်အောင်မဖြတ်ဘူးလားဖြစ်တယ်အဲ့ဒါပဲရှင်းရှင်းလေးပြီငါပြောတာရှင်းရှင်းလေးနော်ပြင်လေးပဲမင်းမကြည့်ဘူးဆိုမင်းငါဗီဒီယိုဖိုင်ကိုမင်းတင်တာဘယ်တစ်ချိန်ရှိသွားပြီလဲအမကြည့်မဲနဲ့မင်းဘယ်လိုတင်လဲငါ့ကိုပြောဟမ်ဖျောက်ယောက်သားဆိုရင်စကားကိုလေမှန်မှန်ကန်ကန်ပြောရတယ်တိတာကလေးကြီးမပြောရအောင်မှတ်တာနော်ဘဲနွားကဘဲအောက်တန်းစားကငါပုံငါပြူယူပြီးတော့ လိုင်းမော်တက်ပြီးပေါက်လို့ပဲစားပြောပြီးတော့စီးပွားရေးရှာထားတဲ့ကောင်လေဘယ်ကောင်လိုင်းမော်တက်ပြီးပေါက်လို့ပဲစားပြောတယ်ပေါက်လို့ပဲစားဆိုတော့ဒါကတော့ဗန်းစကားပေါ့နော်အဓိပ္ပာယ်ပြန်လိုက်မယ်ဆိုရင်မဟုတ်ကမဟုတ်မမှန်တဲ့စကားတွေပြောတယ်ပေါ့အဲ့လိုပဲရောက်အဲ့ဒါဆိုရင်မင်းဗီဒီယိုဖိုင်ကိုငါယူပြီးတော့မဟုတ်မမှန်ပြောတဲ့နေရာတနေရာတော့ပြန်ငါထိုင်ငါစိတ်ခေါ်တဲ့ဟဲ့မင်းယောက်ျားဆိုရင်ငါစိတ်ခေါ်တဲ့တိုင်းတစ်ချက်ချင်းစီမရှင်းနိုင်ရမယ်မင်းပြောတဲ့စကားကငါတစ်ချက်ချင်းစီငါရှင်းမယ်ဟမ် မင်းဗီဒီယိုဖိုင်ကိုမင်းဗီဒီယိုဖိုင်မှမဟုတ်ဘွာမင်းတို့ဘက်ကမင်းတို့ကိုဝယ်နေတဲ့အဲ့စစ်ခွေးခေါင်းဆောင်တွေကစပြီးအကုန်လုံးကိုကိုစီဆိုတဲ့ကောင်ရေရှင်လှုပ်တယ်အဲ့လိုရေရှင်လှုပ်တဲ့နေရာမဟုတ်မမှန်တာကိုပြောဘူးလှုပ်ဘူးလာခဲ့ရှင်းနေနော်ငါဘက်ကငါအမခံနိုင်တယ်တိလာနော်ဆက်ပြောဘာလို့လာလဲထောက်ပြီလားထောက်ပြီနော်ဟောအဲ့ဒါဆိုမင်းရောလိုင်းပေါ်မတင်ဘူးလားမင်းငါဗီဒီယိုငါအကြောင်းကိုလိုင်းပေါ်တင်တာဘယ်နှချိန်ရှိသွားပြီလဲ ရည်တွက်တော့မှတ်မိသေးလားဟမ်ဟဲ့ငါစီမင်းကြောင့်ငါတင်းတာဘယ်နှကြိမ်ရှိဝဲလို့မှတ်လို့ရသေးလားရည်တွက်လို့ရသေးလားမင်းခဏခဏငါ့ကိုတင်းနေတာလေဟမ်မင်းပြောင်းရတဲ့အကောက်တွေမှာမင်းမတင်ဘူးလားဟမ်ငါမှတ်တော့မှတ်ထားနိုင်တော့အတော့ကြိမ်တင်လိုက်ပြီးပြန်ဖြတ်ချလိုက်ဘာကြီးလုပ်နေလဲဟုတ်လားလှုပ်ရှုံတောက်တဲ့ဟမ်စောင်းလို့မရှိဘူးပေါ့ဟုတ်လားဟမ်စောင်းလို့မရှိအမကိုလီကိုစုပ်ဘလုံးမောက်နေလိုက်တင်းလိုက်ရငထိတ်မင်းရလေမင်းစောက်ခွက်ကငါပြောရင်မကောင်းဘူး အလုံးမဟာမင်းရိုးရဲပေါ်အောက်ချင်းချီကုန်းတဲ့အဆင့်ကဝင်လာလို့မင်းတက်တက်ကြီးစေရဲလို့ DSA လို့ရေချောင်းတိတ်ပန်လို့ဆက်တဲ့ဖြင့်နည်းနည်းလေးဟိုအရာရောက်တဲ့နေရာကနေမင်းစစ်ခွေးတဲ့ဘဝတဲကိုရောက်လာရင်မင်းဆောက်ဖက်ကဘယ်လိုနေမလဲမသိဘူးဟမ်ဟိုရေခတ်ချီကုန်းထင်းခွဲတဲ့အဆင့်ကနေမင်းတက်လာလို့အဲအခုမှလည်းတက်လာတယ်ဆိုအောင်လည်းအခုကဘာကောင်းမှမဟုတ်ပါဘူးအဲအယိုးဒီဒီဒီနားမှာအရာငံဘိုလ်ဆိုတဲ့အဖွင့်ကြီးတော့မတက်နိုင်သေးဘူးဟမ်ဘိုလ်အဆင့်မပြောနဲ့ ဟမ်စစ်ကောတိုက်တယ်လားမင်းတို့အောက်ကကွန်မန်းတွေလာလာမင်းနဲ့မင်းတို့ကမင်းစစ်တိုက်တယ်လားတဲ့ဟမ်လင့်ကျင်ရင်မှနေပြီးွားပြီးတော့ရုံးမဲဆိုင်ရံတက်တာတဲ့ရုံးမဲဆိုင်ရံကိုရွေးပြီးတော့အဲဖော်ရှော်လေးလှုပ်ပြီးတော်ကီလေးပြစ်ပြီးနေနေတာမင်းစောက်ချက်မရှိဘူးလားဟမ်တီတူလှစားမင်းလိန်စားနေတာကောဟမ်မင်းတနေ့တနေ့မျိုးစုံနေတဲ့ပတ်စံအဲ့ဒါတိုင်းပြည်ကတီတူရဲ့ဗန္နာငွေမင်းနားလဲလားမင်းမေရဲ့ပတ်စံလည်းမဟုတ်ဘူးမင်းအောင်လိုက်မရဂျူဒူလာပတ်စံနဲ့မဟုတ်ဘူးအဲ့ဒါတိုင်းပြည်ရဲ့ဗန္နာငွေမှတ်ထားမင်းတို့တနေ့တနေ့မျိုးစုံနေတဲ့လကဟာ တိလာအဲ့ဒီလာကောင်ကိုညိုပြီးတော့အဲ့ဒီပြည်သူကိုဒုက္ခပြန်ပေးနေတာမင်းတို့စစ်ခွေးတွေတိလာစစ်တပ်ကဘာကြောင့်ပြက်စီးသွားလဲမင်းတို့တော့အောက်တန်းစားတွေစစ်တပ်ကမှများလာလို့ရှင်းလားစစ်တပ်ဆိုတာတိုင်းပြည်ကိုကာဝယ်ရမှာတိုင်းပြည်ဆိုတာပြည်သူကိုကိုစားပြုတာမှတ်ထားမင်းအဲ့မင်းတို့ပေါ့လို့ပဲသားငါမူဗီတွေယူပြီးယူကြီးချန်တယ်ဒီမှာပေါက်ပန်းလေးစက်ထိုင်ပြောတယ်ဘူးဘူးနဲ့ဘူးနေတယ်မူဗီတွေပေါက်ဝဲနေတာလောင်းနေတာငါအခုမှတေချာကြည့်မိတယ်ဖျောက်မူဗီလည်းအမီကိုပြီးအိတ်တယ်ကွာအဲ့ ဘီးနဲ့ပဲကြီးတော့ဝါပြီးတော့ငါလီစောက်စောက်ကြင်ပြောတော့မှဟမ်ငါမူးငါဗာမြလဲလို့မူးပြီးတော့ပောက်ခွဲနေတာဟမ်ကုရီယိုတိုင်းမှာပကံစေးတဲ့အသိဉာဏ်အုံနောက်နဲ့စီရင်မှာစိတ်တဲ့စစ်စင်ကြီးဆိုတာဘာမှတော့မသိတဲ့အောက်တန်းကဩမင်းတို့တိတဲ့စိတ်တဲ့စစ်စင်ကြီးဆိုတာတစ်ဖက်သားဖို့ကလိန်ကကြင်မဟုတ်ကဟုတ်ကပြောတာစိတ်တဲ့စစ်စင်ကြီးလားဟမ်ဟဲ့တိလားအဲ့ဒါမင်းတော့ကိုတနာတယ်နော်မင်းတော့တနာတယ်တိလားမင်းကအဲ့ဒါကိုပြောမယ် မင်းနိုင်ငံပြူဟာစခန်းကိုရပြီလားရပြီဒါမမင်းနဲ့မင်းတို့နိုင်ငံပြူဟာစခန်းပင်မကုန်းလက်လွတ်လိုက်တာမလွတ်လိုက်ပါမင်းအဲ့ဒါပဲဖြစ်စောက်ဖို့တွေမပြောနဲ့ငထိန်တိလားမင်းတိတယ်ဆိုတော့တိတိလေးငထိန်နော်မင်းကအဲ့ဒါမမင်းနဲ့မင်းတို့နိုင်ငံစခန်းကိုပြန်တိုက်ယူနေရတာဟုတ်လားမဟုတ်ဘူးလားဟမ်ငါထိတ်အဲ့မမင်းတိချင်မတိမအောင်ကွာမင်းစောက်စင်ကဘာမှတိမရုပ်ပေါ့အောင်ငါတို့ကမှားတာလीမင်းတို့တူတန်တန်တော့ပြေးနေဟာလीချက်ကမင်းလားငါလား ငါရှက်ကတော့ဘာလို့ထားလဲမင်းမေမင်းသမားတွေငါမရင်းကျင်တာဟုတ်လားဟမ်ငါဒီနေ့ထိတယ်မဟုတ်မမှန်တဲ့စကားကိုငါနိုင်ငံရေးမှာပြောပြီးငါလုပ်နေတာမဟုတ်နော်ဗီဒီယိုတဖိုင်ချင်းစီရှင်မလားမင်းတို့တင်တဲ့ဗီဒီယိုဖိုင်နဲ့ငါတင်တဲ့ဗီဒီယိုဖိုင်တဖိုင်ချင်းစီတယောက်တစ်လုံးချင်းရှင်ထောက်လို့ရလာခဲ့လာချိန်ပြေတင်တာကထိတ်နော်ဘာလို့မတိနားမလဲလေကိစ္စရဲ့အကြောင်းအရာတစ်ခုကိုသွားလည်းမပြောဘူးနော်သွားလည်းမတိုက်ခိုက်ဘူးရလာရအောင်အော်ဒါနာနေကံပြသကံကို ဟမ်စိတ်တဲ့စည်းကြီးလို့ခေါ်တယ်နွားရဲ့ကိုရီမူးတယ်မူးတယ်မူးတယ်ငမူးသူ့ဘာလဲပကံစီးတယ်ကိုရီကိုပကံစီးခဲ့တယ်အသိဉာဏ်အုံတော်ထော်တမိုင်းတော်နဲ့မေးတော့လေအခုခရိုနီခရိုနီဆိုပြီးတော့နော်ဖင်ရက်နေတဲ့ဥစောစောဥစောစောပြပမှာဘာတွေလောက်ခဲ့လဲမေးတော့မေးကြည့်လိုက် အဲ့တော့မင်းတို့ရဲ့တန်ဖို့မင်းတို့ရဲ့အတိတ်တွေကအဲ့ဒါပဲမင်းတို့ဘောမှနေပြောနေအာဇပွဲတို့တို့အဲဟိုပိုင်ရဲကိုဆုံးငါရှိဇပွဲတို့ဇပွဲတို့ကတတတော်မထိုးဘူးပေါ့ဒါပေမဲ့လူတယောက်ကဇပွဲထိုးတင်ထိုးရမှာပဲနော်လောကအတွက်မင်းတို့ကအစိတ်အတော့ဘလောက်ပေးလဲဆိုတော့အဲ့ဒီမင်းတို့ရဲ့စိတ်ရင်းစိတ်အခံတွေကိုကြည်တာနဲ့တိတယ်ဇပွဲတို့တို့ပကံစင်းတာကိုဒါရှက်စရာမဟုတ်ဘူးလောကမှာဒါကိုမင်းတို့ကနှိမ်ပြီးတော့နှိမ်ပြီးပြောတဲ့စကလုံးတို့ထင်နေတဲ့ကမင်းတို့ရဲ့အစ်စ်နေကဘလောက်နှိမ်ညနေလဲဆိုတာမင်းတို့မင်းတို့မတိတာ ဲ့ဒါအကောင်းပြောတာမထိတ်တိလားနိုင် international မှာဆိုမင်းတို့လိုအဲ့လိုစိတ်ဓာတ်မျိုး internet ရှက်ဖို့ကောင်းတယ်တိလားတကယ်ရှက်စရာစိတ်ဓာတ်ကြီးတယ်မင်းတို့ကတော့ရှက်စရာကိုရှက်စရာကောင်းမှမတိတဲ့အတွက်ဘုရင်ကပြောလို့ဟာခုံးမအပွင့်ကြီးပါတော့တတားရရကိုကိုစစ်သားဆိုမတိလို့ရှင်ဟမ်စစ်သားမင်းတို့ထင်တာစစ်သားဆိုရင်ဒီတိုင်းပြည်မှာအလွှာတစ်ခုတာမန်ပြည်သူတဲ့မတူတဲ့အလွှာတစ်ခုမင်းတို့တို့ထင်တာတဲ့အမှန်တကယ်ကစစ်သားဆိုတာပြည်သူရဲ့ဂျုံกว่าပြည်သူကိုအလုတ်ကျွေးပြုတ်တဲ့အဖွဲ့စည်း ပြည်သူကိုကာကွယ်တဲ့အဖွဲ့အစည်းခက်ရဲရဲပြောရင်ခြံစောက်ခွေးပြီလားဒါပေမဲ့မင်းတို့မင်းတို့ထင်တာပါလေမင်းတို့အရှင်သခင်မင်းတို့ထင်နေတာအဲ့တော့တည်းကမင်းတို့စစ်တပ်ပြက်တာပဲနော်မှတ်ထားအဲ့တော့တည်းကမင်းတို့တန်ဖို့မဲ့တာပဲမင်းတို့ကမင်းတို့အာနာနဲ့အခုမင်းအမဲ့လေးမင်းအောင်နိုင်အာနာသိမ်းတာငါးနှစ်ပြည့်နေပြီဟမ်လက်လို့ရတဲ့ဒေတာတွေဘာမှလုပ်လို့မရဘူးလက်မလို့ရသေးတဲ့ဒေတာတွေမှာရှိတဲ့ပြည်သူတွေအခုမင်းတို့အဲ့ဒီလက်နက်အားကိုနဲ့မင်းတို့တွေမတရားအနိုင်လိုက်ကျင့်နေတယ် အဲ့လက်နဲ့အာကိုနဲ့မို့လို့မင်းတို့ကိုပြန်လဲခုခံလို့မရလို့မင်းတို့လောက်တာကိုခံခံရလိမ့်မယ်နော်ယုံဝတ္ထုအနေနဲ့ဒါပေမဲ့သူတို့ရဲ့စိတ်ဒီနှလုံးသားထဲမှာမင်းတို့ဘယ်တော့မှကြည်ပြူမှတဒါမှကြည်ညိုမှမဟုတ်ဘူးသိလားအဲ့မင်းတို့လက်နဲ့အာကိုနဲ့မင်းတို့အနိုင်ရတယ်လို့တော့မင်းတို့ထင်လိမ့်မယ်ဒါမင်းတို့နိုင်တာမဟုတ်မင်းတို့ရှုံးတာနော်အခုလည်းမင်းတို့ဘာကုတ္တိုလ်ဆိုင်မှာပကံဆေးတာငါငါအဆင်ရလေကုတ္တိုလ်ဆိုင်မှာပကံဆေးစရာမလိုရှင်းလား နော်ငါစားပြီးတော့ပကံတော့ကောက်ဆေးမယ်လို့အစင်နဲ့တဘောပေါက်လားဒါပေမဲ့ငါဆေးတင်ဆေးရမှာပဲဟမ်ဒါရှက်စရာမဟုတ်ဘူးမင်းတို့ပြောပြီးဖြတ်တယ်ဆိုတာမင်းတို့အောက်တန်းကနေငါမှုပြီးလာယူတော့ငါ့ရဲ့စောင်းစင်းရှိတယ်ငါဘွားငါချိန်ရင်မှနှစ်ခါရှုံးရတဲ့ကောင်းလို့ဆိုတော့တိလို့ငါကောက်တဲ့ကငါပြောတယ်မင်းကြည့်ပြောရင်ငါဖြတ်တယ်ငါဖြတ်တယ်ဆိုတာလည်းမင်းသိတယ်အဲ့ငါကောက်တယ်မှာမင်းတို့ကောင်းလို့လိုက်တယ်အဲဒီရဖို့တော့ထားရတာမဟုတ်အောက်တန်းကရဲ့ ။အော်အဲ့ဒါဆိုမင်းကပြောမယ်မင်းကမင်းဒီတိုင်းစကားပြောနေလိုက်လေး800ရှိရငါငါဗီဒီယိုဖိုင်တင်လိုက်ရင်မင်းဘယ်လောက်ရ။ဟမ်ဟုတ်လား။ငါထိန်ကိုအဆင့်ကိုဒီလို့ငါပြောတာ။မင်းကပြောတာအဲ့ဒါကိုအဆင့်ကိုဒီ။အော်မတီးဘူးဆိုရင်မင်းမင်းပြန်မေးကြည့်လိုက်။မေးသားဆင့်ကဘာဆင့်လဲလို့။ဒီလား။မင်းမင်းမင်းကိုဆုံးမမယုံလည်းမဟုတ်ပါဘူးကွာ။မဆုံးမလို့မင်းတို့ဖြစ်နေတာကို။ဟမ်မထောက်ဘူး။ဟုတ်ပြီနော်။ Like you let me follow you let me you ဲ့တော့မင်းတို့အော်ဒါသားတွေငါခြေရင်ခြေရင်ကိုလာပြီးငါဥခွက်ရတဲ့ကောင်ဖြစ်တဲ့မင်းတို့ကောင်လည်းကြည်ပွားရင်တော့ငါငါငါအော်အဲ့ဒါဆိုရင်ဘာလို့ပေပင်မန်းကင်ဗီဒီယိုရိုက်ဖို့လဲငါအောက်ပေးမယ်လဖုံးဆက်ပြီးဒါလိုက်ပြောလိုက်လေဟမ်ပေပင်မန်းကင်ဗီဒီယိုရိုက်ပြီးအောက်ကတင်းမနေနဲ့ပေါ့ဟမ်ငါထိတ်မင်းကယောက်ျားကြီးဖြစ်ပြီးကလီကမာတွေတအားပြောတာပဲကွာမင်းယွန်စရာကြီးခွာမင်းဟမ်မင်းစိတ်ထဲနဲ့မင်းရုပ်ကပေါ်လွင်းနေတယ်ဘာဖြစ်လို့အဲ့လိုကလီကချစ်ကလီကမာ ပြောဖို့လဲလက်ယောက်ကယောက်ျားတိတ်ခါချတယ်ကွာတိလားနော် ပြောနေတဲ့လူတွေကပြောပြီးလို့သူကြည့်ပွားနေတာဖြစ်ဖြစ်လိုက် အဲ့တချို့ရိုင်းတိုင်းရင်းနဲ့လာပြောတဲ့လူတွေကရေကြီးကြီးနဲ့ပြန်ပြီးွားလို့အဲသူတို့ကြည့်ပြီးွားလို့ဆိုရင်ဒါရပြီသူတို့မစိတ်ပေးကြတယ်ငါကြမ်းလူတို့တက်ခဲ့ကြတယ်ဟုတ်အဲ့ဒါသူတို့ကြည့်ပြီးွားဖြစ်ပြီးွားဖြစ်လိုက်ပြီဟုတ်ပြီနော်နားလည်လာမယ့်အောက်တန်းကဘယ်အောက်တန်းကကငါမင်းကခက်တာပဲအခုမင်းအောက်ထဲမှာငါဖုံးဖုံးနေဖြစ်နေလို့မင်းအောက်ထဲမှာမင်းသူများကိုပြောထားတဲ့ဗီဒီယိုဖိုင်တပုံကြီးမှာပဲငါထိန်ရယ်မင်းယောက်ျားဆိုတာအဲ့လိုဖိနေကောင်းမလွဲရဘူးကွာတိလားတိလားမင်းမျက်နှာကြီးကမင်းမျက်နှာမှာရှိတဲ့ပါဇက်ပေါက်ဆိုတာတန်ဖိုးရှိတဲ့ပါဇက်ပေါက်ဖြစ်အောင်တောင်းရတယ် နော်ယောက်ျားတယောက်ကပါစပ်ပေါက်ဆိုရင်တီတီရတယ်မဟုတ်မှန်မှန်မပြောရဘူးသိလားအခုမင်းပြောနေတာမင်းအောက်ထဲမင်းဝင်ကြည့်သူများတကယ်ပြောထားဗီဒီယိုဖိုင်တပုံကြီးပဲဘာဖြစ်လို့မဖြစ်တာလားဆိုပပလီဝလာဘလောင်းလဲပြောတာမင်းကျင်လားဟုတ်လားဟောအေးအဲ့ဆိုပြီးတာပေါ့ပြောပြောလူယူယူသုံးပြီးတော့ live မှာစီးပွားရှာတာလေကောင်းလေမမဘာဖြစ်လဲမင်းစပ်ကိုယူတော်မီစီးပွားရှာမယ်ဟမ်မင်းစပ်ကိုယူတော်မီစီးပွားရှာအောင်မင်းဘာကောင်းဖို့လဲဟမ် စစ်ထဲဝင်လာတော့မှခီးကြုံထင်းခွေအစင်းနဲ့ဝင်လာပြီးအခုလည်းဘယ်နေရာမှစောက်စစ်ကြည့်တာကောင်မဟုတ်ရုံထဲမှာစောက်လို့မလို့ပဲထိုင်ပြီးတော့လီဟိုးရောင်ရောင်ဒီရောင်နေတဲ့ကောင်မင်းတို့ဘယ်နေရာအတုံးပြုတ်ပြီးတော့စီဝက်ရှာလို့ရမယ်ဟမ်ခွေးတကောင်လောက်တော့တန်ဖို့မရှိဘဲနဲ့ဟမ်မင်းအခုငါအခုမှနိုင်ငံခြားမွေးထားတဲ့ခွေးတကောင်အာငါဗီဒီယိုတစ်ပုဒ်ရိုက်ပြလိုက်လူကြည့်မဲ့လူရှိအောင်မဲ့မင်းဗီဒီယိုရိုက်ပြီးစီဝက်ရှာမယ်ဆိုရင်တော့မှမင်းစောက်ခွက်လုံးမျိုးဘယ်လိုအကြည့်ရှင်မလဲဟမ်မင်းတို့ကြည့်ကြည့်လို့ကြည့်နေမှာမဟုတ်သူများမင်းတို့ပြန်စော်တဲ့ဟာကိုအရသာရှိလို့ကြည့်ကြတာမှတ်ထား မဟဲတူပဲတိုင်းမျောလင့်နေနေတယ်ဟုတ်လားမျောလင့်နေတယ်ပေါ့ကိုကိုထင်းနေတာလားမှန်ငထိန်ဟမ်မှတ်ထားအောင်မယ်နော်ဟမ်ငထိန်အဲပက်ကြီးလိုဝါနေမှာကွာအေးစေးမူးတုံရောက်နေမှာမူးဒီနေ့ကနည်းနည်းရေချိန်လုံဝန်းနေဘူးဘလူးဘလူးနောက်ထပ်တစ်ခွက်လောက်ထပ်ပြီးတော့ပြုစုလိုက်ရမတည်ပုံစံကြည့်ရတာအဲ့ဒါဆိုနည်းနည်းရေချိန်ကိုက်နေမှာမင်းအုံတော့မင်းပကံစေးခဲ့ဘူးလေအုံတော့အသိနဲ့ထားတမိုင်းအောင်အဲတွေ့နော်တွေ့နော်အဲ့ဒါမလားပကံပကံစေးတာကဘွားနေညာအဲ့လောက်အဲ့လောက်အတိပဲရှိတဲ့ကော ပကံစေးတာကိုနှိမ့်ညံစရာလို့လောက်ပဲတိတဲ့အတန်းစားအဲ့တော့ तू ကကျွန်တော်အောက်တန်းစားခေါ်တာဘယ်သူကအောက်တန်းစားဖြစ်မလဲကျွန်တော်မပြောဘူးပြည့်တက်ကြီးပဲပြောရလိုက် နော်တိလားပကံစေးတာကိုရှက်စရာလို့ထင်နေတယ်ဆိုတဲ့ကအဲ့ဒီလူရဲ့လက်ပဲအရေးချင်းဘယ်အဆင့်နဲ့ခင်ဗျားတို့ပြည့်တက်ကြီးပဲစဉ်းစားကြည့်ကြဗျာနော်ကျွန်တော်မပြောတော့တနာလို့ကဘောဆိုအားနဲ့ဖိပြောတယ်ဖြစ်မှာဆိုလို့အားနှွဲတဲ့တတဝါတွေကိုညှာတာရတယ်ဗျာနော်ဒီလိုကောင်က စိတ်ကူးတဲ့အောင်မရှိဘူးဟုတ်ပြီလားလဲလည်းမတူဘူးဟုတ်ပြီလားအော်ဒါလားနားလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လဲလည်းမတူလဲလည်းမတူအဲ့ဒါတော့မမှန်နဲ့နောက်ဆုံးပြောရစကားအဲ့ဒါမသိဘူးစောက်ချက်ရှိမင်းပြောတဲ့စောက်ချက်မင်းရှိအင်းငထိတ်ဒီမှာကြည့်မကြည့်အဲကျွန်တော်ဒီမှာကျွန်တော်ပုံမှန်တင်တာအခုကျွန်တော် reaction လောက်တာက reaction လောက်တာက defi နားမသိဘူး reaction လောက်တာ defi reaction လောက်တာ defi ဥပမာကျွန်တော်ပုံတင်ထားတယ်။တမကျွန်တော်ပုံတင်ထားတယ်။နော်။ကြည့်လိုက်ရှိသေးရှိသေးသူတင်ပြီးဆိုထားတာ။အဲဓမ္မဓမ္မမခင်မိုးဓမ္မဘုံမိုက်ခဲဓမ္မဒေါ်အောင်ဆန်းစုကြည်ပုံနော်သူပြောတယ်နော်ကုတင်ကအောင်ကဘာဖြစ်လဲ။ဘဒုပုံအောင်ဖြစ်ဖြစ် तू မတင်ဘူးပြောပြီး तू ပြန်ဖြစ်လိုက်တယ်ပြောတယ်နော်လက်တွေ့ပြတာကျွန်တော်နော်မြင်ရတာမြင်ရလားမသိမြင်ရလားမသိဘူးနော်မကြည့်မကြည့်မကြည့်မမဘုံမိုက်ခဲတို့ဓမ္မမခင်မိုးတို့နော်မကြည့်မတူတင်ထားကြည့်နော်မကြည့် ပြန်ဖြစ်လားမဖြစ်လားဆိုတာအဲဒီမှာဘုံမိုက်ခဲပုံလေးဆိုနှစ်ပုံလောက်ဒီမှာမတင်ထားတာဒီမှာဟမ်ဗါလေမိုက်မိုက်ခဲပလီပလီမုတ်ပေးခြင်းလို့လားဟမ်အဲဒီမှာဟဲ့ရှိသေးတယ်ရှိသေးတယ်နောက်ဒီကောင်တင်ထားတာခန့်နေအောင်ခန့်နေအောင်ရှိသေးတယ်ဒီမှာပကြုတ်တာဘုံကျော်ပုံလေးနော်ဒီမှာအများကြီးရှိပါလေသူများပုံတွေကိုသူတင်ပြီးတော့ပြောထားတာဒီမှာနော်ပြီးလို့ရှိရင် command တွေကိုပြန်ပြီးတော့ပြောထားတာတွေ ဟမ်အမကြီးလိုက်အမကြီးလိုက်ငထိတ်မင်းမင်းကဘလောင်းမလဲမင်းမိမကြီးတယ်ကွာမင်းပါဇက်ကမင်းဖားတယ်ဖင်လိုပဲတန်ဖိုးမရှိပါလားဝင်းကြီးထွက်ချီနေအဲ့လိုပဲဗျမ်းမတာပြောလားဟုတ်လားရမထိတ်ဟမ်ဟမ်တောင်တောင်တောင်တော့ကွာမင်းအဲ့အဲ့လိုမျိုးကလေးကြီးမပြောနိုင်ရောက်ကြဆိုတာနာတိလာမင်းကတော့မြန်မာနိုင်ငံမှာဆန္ဒသိမ်းမှုကြောင့်ပြည်တွင်းစီးပွားရေးတွေချက်ချုံကျနေတဲ့အချိန် အကျန့်ဖက်မင်းအောင်လိုက်ဟာပြည်တွင်းအခြေအနေတွေအရာလေချောင်းဆွမ်းအအရင်အမြင့်မရှိမဖြစ်လိုအပ်တယ်ဆိုပြီးပြည်သူဗန္ဒာတွေနဲ့လေရင်ငါးစီးကိုထပ်မံဝယ်ယူလိုက်ပြန်တယ်လို့သူတို့စစ်တပ်ကမြို့တွေနဲ့မြို့နယ်အများပြားကိုလက်ရှိအချိန်ထိလက်လွတ်ထားရတာတော့စစ်ရေးမှာစစ်တပ်ကအရေးတာနေပြီဆိုပြီးပြောလာပြန်ပါတယ်ဒါကတော့ယမန်နေ့ကပဲအကျန့်ဖက်စစ်တပ်ကလေရင်အင်အားဖြည့်တဲ့ဆိုတဲ့အခမ်းအနားမှာအကျန့်ဖက်မင်းအောင်လိုက်ကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအခမ်းအနားမှာမြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေတွေအရာ လေကြောင်းစွမ်းအားအရင်အမြင့်မရှိမဖြစ်လိုအပ်တယ်ဆိုပြီး drone နဲ့ UAV အပါဝင်လေယာဉ်၂စီးနဲ့ရဟယင်၃စီးစုစုပေါင်းလေယာဉ်၅စီးကိုထပ်မံအင်အားဖြည့်လိုက်တဲ့အကြောင်းဒါဟာနိုင်ငံကလီဒတ်တွေလိုခစ်မီလေကြောင်းစွမ်းအားဖြစ်အောင်သူတို့စစ်တပ်ကကြိုးပမ်းနေတာဖြစ်တဲ့ဆိုတဲ့အကြောင်းတွေကိုအကျဉ်းဖက်မင်းအောင်နိုင်ကပြောသွားပြန်တယ်လို့သိရပါတယ်။ဒါပြင်လက်ရှိသူတို့စစ်တပ်ကလုံမဲ့အတူအောင်ရွေးကောက်ပွဲကိုတဖက်တော်လန်ရေးတဖွဲ့တွေကနီလန်ဘောင်းစုံနဲ့ဟန်တားနေတဲ့အကြောင်းကိုပါအဲ့ဒီအခမ်းအနားမှာထည့်သွင်းပြောဆိုသွားတဲ့အပြင် လက်ရှိအချိန်ထိသူတို့စစ်တပ်ကမြို့တွေနဲ့မြို့ပေါင်းများစွာလက်လွတ်ထားရတာတောင်းသူတို့စစ်တပ်ဘက်ကစီရင်မှာအရေးတာနေတယ်ဆိုပြီးတော့ပါအကြက်ဖက်မင်းအွန်လိုင်းကခတ်တီတီနဲ့ပြောသွားပြန်တယ်လို့သိရပါတယ်အဲ့ဒီလိုအကြက်ဖက်မင်းအွန်လိုင်းဟာအကြောင်းအမျိုးမျိုးပြပြီးတိုင်းပြည်ရဲ့ပြည်သူဗန္နာတွေနဲ့သူတို့စစ်တပ်အတွက်လေရင်ငါးစီးကိုထပ်မံဝယ်ယူလိုက်တဲ့အချိန်မှာပဲတစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းစီးပွားရေးဟာသူတို့စစ်အာဏာသိမ်းမှုကြောင့်ချွတ်ချုံကျနေပြီး နိုင်ငံကစစ်တမ်းတွေမှာပါမြန်မာနိုင်ငံဟာစည်ရဲမွဲတေမှုအမြင့်ဆုံးနိုင်ငံစည်ရဲနဲ့မှာဆက်လက်တည်ရှိနေသလိုမြန်မာပြည်သူ85ရာခိုင်နှုန်းဟာစည်ရဲမွဲတေမှုအနေနဲ့ရင်ဆိုင်နေရတယ်လို့ကုလ UNDP အစီရင်ခံစာမှာပါဖော်ပြထားပါသေးတယ်။အဲဒီလိုအချက်ဖတ်စစ်တပ်ကပြည်သူဘန္နာတွေကိုစိတ်ကြိုက်တုံးဆွဲပြီးတော့ထပ်မံဝယ်ယူထားပြန်တဲ့လေရင်၅စီးတဲ့မှာနှစ်စီးကတရုတ်နိုင်ငံထုတ်ဖြစ်ပြီးကျန်တဲ့၃စီးကရုရှားနိုင်ငံထုတ်ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ တရင်တိုင်းတိုင်းလောင်းလုံးမြို့ကကြန့်ဖွတ်ပါတီရုံမှာပောက်ကွဲမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအနီးနားမှာရှိတဲ့လောင်းလုံးရဲစခန်းကစစ်သားတွေဟာလာရောက်မီးငြိမ်းပေးမှုမရှိတဲ့အတွက်တရုံလုံးပြကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီလောက်ကပဲလောင်းလုံးမြို့ကကြန့်ဖွတ်ပါတီရုံမှာပောက်ကွဲတံနှစ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုကြန့်ဖွတ်ပါတီရုံမီးလောင်နေတာကို အနီးနားမှာရှိတဲ့လောင်းလုံးရက်စကတ်မှာတက်ဆွဲထားတဲ့စစ်သားတွေကမင်းငိမ့်ပေးမှုမရှိတဲ့အတွက်တရုံလုံးပြကြသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲဒီလိုချက်ဖပါတီယုံပောက်ကွဲတဲ့နှစ်ချက်စထွက်လာကလေးကအနီးနားမှာရှိတဲ့လောင်းလုံးမျိုးမှာရက်စကတ်ကစစ်သားတွေဟာမသိစရာအကြောင်းမရှိသလိုမီးလောင်နေတာကိုလည်းတိတိကျကျနဲ့မင်းငိမ့်ပေးမှုမရှိပဲတရုံလုံးမီးလောင်ပြကြပြီးမှအဲဒီရက်စကတ်တွေကနေစစ်သားတွေဟာအလုံးရင်နဲ့ထွက်လာပြီးတော့ဓက်ပုံရိုက်တာတွေ့တာပြုတ်လုခဲ့ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ကရင်ပြည်နယ်ကမြောက်ရီမြို့နယ်မှာမဒိမ့်မှုကျွလွန်ထားတဲ့သူစိုင်းမျိုးညွတ်ဦးနဲ့စစ်မှုထမ်းလူငယ်တွေအများဆုံးဖမ်းဆီးပေးနေသူနှစ်ဦးတို့ကိုအကြမ်းဖက်စစ်တပ်လက်အောက်ကကရင်ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့သူကစီမံထူးချုံဂုံတူးဆောင်စုတွေချင်းမြင့်ပေးနေပြန်တယ်လို့ကရင်စစ်ရေးတရင်ရှင်မကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့ယမန်နီကပဲ290ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနားမှာအကြမ်းဖက်စစ်တပ်လက်အောက်ကကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးဆိုသူက လက်ရှိမြောက်ရီမြို့နယ်မှာမဒိမှုတရက်ခန့်အမှတ်9ရက်ကွက် အုပ်ချုပ်ရေးမှုဆိုင်မျိုးညွတ်ဦးစစ်မှုရလူငယ်တွေအများဆုံးဖမ်းဆီးပေးနေသူအမှတ်3ရက်ကွက်အုပ်ချုပ်ရေးမှုရွှေတင်နဲ့အမှတ်၄ရက်ကွက်အုပ်ချုပ်ရေးမှုစီလိုင်းဆိုသူတို့ကိုဂုံဒူးဆောင်တစိမ့်နဲ့စုရီချင်းမြင့်နေပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုမြောက်ရီမြို့နယ်မှာမဒိမှုကျွလွန်ထားတဲ့သူဆိုင်မျိုးညွတ်ဦးအပါအဝင် စုချင်းမြင့်ခံရသူ3ဦးကိုစစ်တပ်လက်အောက်ခံ BGF အဖွဲ့ကပဲသူတို့အချင်းချင်းပြန်လဲထောက်ခံမှုပေးပြီး တို့အချင်းချင်းပဲစုတွေချင်းမြင့်နေကြတာဖြစ်တယ်လို့ကရင်စည်ရေးတရင်ရှင်မိကပြောထားပါတယ်အဲ့ဒီကဆူရရှိတဲ့အမှတ်ငါရက်ကွက်အုတ်ချုပ်ရေးမှုမပတအစွန်းရောက်ဆိုင်းမျိုးညွတ်ဦးဆိုရင်မြောက်ရီမြို့နယ်မှာရဲရင်ရင်ကျင်းနမင်းနဲ့ဓမ္မစကူစာတင်ကျောင်းဖွင့်ပြီးတော့အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါအဝင်ကျောင်းသူ၁၀ဦးထက်မနည်းကိုမဒိန်ကျင်နာတွေလိန်မိုင်းဆိုင်ရာအမျက်ထုတ်တာတွေကျူးလွန်ခဲ့သူဖြစ်ပြီးအဲ့ဒီလိုသူကျူးလွန်ခဲ့တဲ့အကြောင်းကိုလေကျူးလွန်ခံရတဲ့မိန်းကလေးငယ်တွေကိုယ်တိုင်တရားဝင်ထုတ်ဖော်ပြောဆိုထားတဲ့အကြောင်းကိုရန်ကုန်ခေတ်တက်ကနေဖော်ပြခဲ့ပြီးဖြစ်သလို အဲ့ဒီလိုလူကိုအကျံဖက်စစ်တက်ကသူတို့လူအချင်းချင်းစီမံထူးချွန်ဂုံတူးဆောင်စုတွေချီးမြှင့်နေပြန်တာဖြစ်တယ်လို့ကရင်စည်ရေးသတင်းအရှင်မြစ်ကပြောထားပါတယ်ခင်ဗျဒါကတော့အော်တိုပါလာ30ရင်းနေကစပြီးပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသအတွင်းဝင်ရောက်လာတဲ့အကျံဖက်စစ်တက်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကလမ်းမိုင်းတလျှောက်ဝိုင်းဝန်းတက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုတွေအတွေ့စစ်တပ်ကစေဦးဝင်းချင်ဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သားအယောက်20နီးပါးကဒဏ်ရာတွေရထားတဲ့အကြောင်းကို စစ်တပ်စစ်ကြောင်းကအသုံးပြုတဲ့ icon ကနေဒေါ်လာအင်တက်တွေအသုံးပြုတဲ့ icon ကိုလာညှိပြီးကြားဖြတ်ကြားခဲ့ရတယ်လို့တောင်းရင်တွေးပြောက်ကြားတက်ဖွဲ့ရဲ့ရဲဘော်တို့ကရှင်းပြထားပါတယ်။လက်ရှိအဲ့ဒီပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသဘက်မှာရောက်နေတဲ့စစ်တပ်စစ်ကြောင်းကပြန်မဆုတ်သေးတဲ့အတွက်ဒေါ်လာအင်တက်တွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့လည်းတောင်းရင်တွေးပြောက်ကြားတက်ဖွဲ့ရဲ့ရဲဘော်တို့ကပြောထားပါတယ်ခင်ဗျ။တက်ဆက်ထဲမှာပဲမကွေးတိုင်းပခုတ်ကူမြို့နယ်ကမြစ်ချေကျွန်းချောင်းမှာထက်တန်းပြကြောက်စရာကိုထုဆိုသူကိုအချမ်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်လိုက်ပြီး နေအိမ်15လုံးထက်မနည်းကိုပါမိရှုဖြက်စီးသွားတယ်လို့တောင်းရင်သွေးပြောက်ကြားတက်ဖွဲ့ရဲ့တော်လိုင်းသတင်းရှင်မိကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အော်တိုဘာလ30ရက်နေ့ကပဲ။ပကံညာဦးဘက်ကနေ AR မြစ်အနောက်ဘက်ကမခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်တပ်စစ်ကြောင်းဟာတော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားမှုအတွေ့သူတို့စစ်တပ်ကတော်တော်ကိုအထိနာပြီးတဲ့နောက်ဘာမှမဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုဝင်ရောက်စီးနှင်းမိရှုမှုတွေလုပ်ခဲ့တယ်ဆိုပါလေ။အဲ့ဒီအချမ်းဖက်စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာလ၂ရက်နေ့မှာတော့ညောင်လှကြေးရွာကိုရောက်လာပြီးကြေးရွာထဲကအသက်66နှစ်အရွယ်ကျောင်းဆရာကိုထူးဆိုသူကိုဖမ်းဆီးနှိပ်စက်ပြီးမှဥကောင်းကိုတနက်နေ့သုံးချက်ပစ်ခတ်ပြီးတပ်ဖြတ်လိုက်ကြသလိုရုပ်အလောင်းကိုပါဖျောက်ဖျက်ဖို့မိရှုသွားတယ်လို့တောင်းရင်တွေးပြောက်ကြားတက်ဖွဲ့ရင်တွန်လိုင်းသတင်းရင်းမြစ်ကပြောထားပါလေအဲ့ဒီအချက်ဖက်စစ်တပ်စစ်ကြောင်းဟာညောင်လှကြေးရွာအနီးမှာရှိတဲ့မြို့စိုးကြေးရွာကိုပါဝင်ရောက်ပြီးပြည်သူတွေထွက်ပြေးသွားတဲ့အချိန်နေအိမ်15လုံးကိုပါမိရှုဖျက်ဆီးသွားတဲ့အပြင်တစ်ဖက်က ပေါက်တော့ကြေးရွာနဲ့တောချောင်းလေးကြေးရွာကိုလည်းဝင်ရောက်မိရှုမှုတွေလုပ်ခဲ့သေးတယ်လို့တောင်းရင်သွေးပြောက်ကြားတပ်ဖွဲ့ရဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ရခိုင်ပြည်နယ်မှာအရကတတော်အေးအေးသိမ့်ပိုက်ထားတဲ့မင်းပြမြို့ကိုအချက်ဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲသွားမှုကြောင့်ပြည်သူ၄ဦးသေဆုံးထပ်ပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၉ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကည8နာရီကျော်လောက်မှာပဲ။ ရခိုင်ပြည်နယ်မှာအာရခတတော် EE သိမ့်ပိုက်ထားတဲ့မင်းပြမြို့ပေါ်မြို့တိရက်ွက်တဲ့ကိုအကြက်ဖက်စစ်တပ်ကတိုက်လီရင်နဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူမခိုင်ဆန်းရွှေဥမောင်တန်းထေးဥမောင်တန်းနဲ့ကိုတန်းမောင်ထေးဆိုသူတို့၄ဦးသေဆုံးရတဲ့အပြင်နောက်ထပ်ပြည်သူ၉ဦးကဒဏ်ရာရရထားသလိုနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။အဲ့ဒီလိုအကြက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲသွားတဲ့မင်းပြမြို့မှာ ဘာတိုက်ပွဲမှမဖြစ်တော့ပဲပြည်သူတွေဟာအာရခတတော် EA ထိန်းချုပ်မှုအောက်မှာ EA စစ်စစ်နေနေကြတာကိုစစ်တပ်ကတမင်တကာရသပြည်သူတွေကို UTB တိုက်ခိုက်သွားတာဖြစ်တယ်လို့လဲရခိုင်စပေးရှောင်းတွေကိုအကူအညီပေးနေတဲ့ရခိုင်ပရိုက်တာအဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောထားပါသေးတယ်အလားတူရမန်နေကပဲရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကရိုးတရုတ်ကြေးရွာကိုလည်းအကြံဖက်စစ်တပ်ကတိုက်လီရင်နဲ့လာပြီးဘုံကျဲသွားမှုကြောင့်ပြည်သူ၅ဦးတေဆုံးခဲ့တဲ့အပြင်ခုနကဦးကဒဏ်ရာတွေရထားသေးတယ်လို့လည်းသိရပါတယ်ခင်ဗျ တစ်ဖက်မှာတော့ရန်ကုန်မော်လမြိုင်ယထာလမ်းပိုင်းမိုက်ခွဲခံရပြီးကြောက်တင်ယထာတွဲလမ်းချော်တိတ်မောက်သွားတယ်လို့သိရပါတယ်။နော်တဲကချန်နယ်ကိုနေ့တက်တော့ကြားတယ်ဆိုရင်လည်း like and subscribe လေးကိုလည်းပြခဲ့ကြပါ။ရရှိပြီးတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်။